Nescafe တောက်ရင်စုစုပေါင်း7300ကျော်တန်မှုရှိဘလာမာဘာတယ်လီနော့ဖုန်းငွေဖြည့်ကံများရရှိနိုင်မဲ့ခွင့်ရလာပါပြီ Nescafe 31 Rich and Aroma ထုတ်ကြီးတိုင်းမှာတရာကျပ်မှ9000ကျပ်အထိတယ်လီနော့ဖုန်းငွေဖြည့်ကံများထည့်သွင်းထားတာကြောင့်နီးစရာဆိုင်များမှာဝယ်ယူကန်ဆယ်ရင်ကိုချစ်တဲ့သူတွေနဲ့ပုံမဆက်သွယ်လိုက်ရအောင် မြန်မာအတန်းရုပ်မြင်သံကြားနိုင်ငံတော်တန်ဆုံတီးဝိုင်းနဲ့ဂျပန်နိုင်ငံယာမာမိုတိုတို့ပူးပေါင်းတင်ဆက်တဲ့တန်ဆုံတီးဝိုင်းမှာတော့နိုင်ငံတော်သချင်းခရစ်စမတ်သချင်းဒကြံသချင်းကလေးကြိုက်သချင်းစတာတွေနဲ့ဖျော်ဖြေတင်ဆက်ပေးခဲ့ပါတယ်။ဒီဖျော်ဖြေပွဲမှာတော့ဂျပန်ဂီတပညာရှင်ယာမာမိုတိုကမြန်မာပြည်သက်တွေကြိုက်နှစ်သက်အောင်ဘလို့ဖျော်ဖြေပေးမလဲဆိုတာကိုဥဝင်းမင်းဖြိုးကိုကပြောပြခဲ့ပါတယ်။ ဒီဒီဂျပန်ပညာရှင်ဒီမစ္စယာမမိုတိုအနေနဲ့ကတော့ဒီ classical music တွေကိုဒီဒီဟိုဘောပြည်သက်ဒီမြန်မာမြန်မာနိုင်ငံပြည်သက်တွေကဒီမှာဟိုဘောအားနေတာတွေ့ရတယ်ပေါ့နော်ဒီစိတ်ဝင်စားမှုအားနေတာတွေ့ရတယ်အဲ့ဒါကြောင့်မို့သူပြည်လုပ်တဲ့ concept ဒီတိုင်းမှာ classical music ကိုပထမပိုင်းအနေနဲ့ပြုလုပ်ပြီးတော့ဒုတိယပိုင်းမှာသူကဒီဆိုင်းဝိုင်းကြီးနဲ့ combine လုပ်တဲ့ပုံစံမျိုးတွေနောက်ပြီးတော့အခုဒီဒီဆိုရင် sound နဲ့ combine လုပ်တဲ့ပုံစံမျိုးတွေနောက် christmas sound တွေ choir တွေနဲ့ combine လုပ်တဲ့ ယ်အဲ့လိုနဲ့နောက်ပြီးတီးခတ်တဲ့အခါမှာလည်းရုပ်ရှင်ဇာတ်ဝင်သေးတွေလုပ်တယ်နောက်မြန်မာ fox sound တွေနာမည်ကြီးတဲ့ fox sound တွေပေါ့မြန်မာ fox sound တွေလုပ်တယ်နောက်ပြီးဒီပေါ်ဒီကြံတချင်းတွေနောက်ပြီးတော့ဒီနောက်ဆုံးဒီကတ်တွန်းမှာကလေးတွေအကြိုက်ဒီကတ်တွန်းတချင်းတွေကိုလည်းဒီ orchestra ကြီးနဲ့ arrange လုပ်ပြီးတော့ဒီကတဲ့တင်ဆက်မှုမျိုးတွေဒီပူပေါင်းပေါ့ပေါက်ဆက်ပြီးလုပ်တဲ့အတွက်ကြောင့်မို့ဒီဘက်ကတချင်းတွေကို စိတ်ဝင်စားတယ်လို့ဒီဘက်က classic မြို့ရဲ့တဖြည်းဖြည်းနဲ့ဒီပြည်သက်မြန်မာပြည်သက်ရဲ့ယင်းကိုပြည့်ဆွတ်ဆောင်မှုရှိအောင်ဆိုပြီးတော့သူကတစ်နှစ်တစ်နှစ်ပုံပြီးဆန့်ကျင်တဲ့ပုံစံမျိုးတွေနဲ့ concept တွေပြုလုပ်လာတာတွေ့ရပါတယ်။နိုင်ငံတော်တန်ဆုံတီးဝိုင်းအနေနဲ့ဖွဲ့စည်းခဲ့တာ15နှစ်ရှိပြီဖြစ်တယ်လို့နှစ်စဉ်ကျင်းပတဲ့တန်ဆုံတီးဝိုင်းကိုမြန်မာပြည်သူတွေခံစားနားလည်လောက်ပြီးလို့ယူဆသူကဥတိုးကျော်ပါနိုင်ငံတော်တန်ဆုံ DIY ဖွဲ့စည်းလာတာ15နှစ်ရှိပြီပေါ့15နှစ်ရှိပြီအဲ့တော့နှစ်တိုင်းလို့လို့လည်းကျွန်တော်တို့ပြောပြပွဲတွေ လုပ်ပေးပါတယ်ဒါဟိုဘမပြင်ပါနေရဲ့လူတွေတောင်တောင်ဒီဝိုင်းရဲ့ဒီတေကိတာအရာတာကိုနားလဲအောင်ပေါ့လေပို့ပြီးတော့လေရင်းနှီးကျွမ်းဝင်အောင်အဲ့တော့တဖြည်းဖြည်းတော့အခုတို့ဟိုနားလဲလာပြီဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့လွန်ခဲ့တဲ့တနေ့နေ့လောက်ကစပြီးတော့ဒီတန်လုံးပွဲရဲ့ဖြုတ်ပြပွဲရဲ့ဝဲတိုင်းကအမြဲယုံပြည့်ယုံရှမ်းဖြစ်ခဲ့တယ်ရန်ကုန်မှာရောနေပြည်တော်မှာရောမန္တလေးမှာရောပေါ့အဲကြောင့်မို့တို့တွေရတာတန်လုံးဒီဝိုင်းရဲ့အနှစ်သာရကိုတဖြည်းဖြည်း နားလည်လာပြီလို့ကျွန်တော်ယူဆပါတယ်။ဒါကြောင့်မို့ရှေ့ပွဲတွေမှာလည်းကျွန်တော်တို့ဒီလိုပဲဟိုတပွဲတစ်ပွဲမတူညီတဲ့တင်ဆက်ပုံမျိုးနဲ့ကျွန်တော်တို့လုပ်သွားအောင်မှာဖြစ်ပါတယ်။ဂျပန်ဂီတပညာရှင်ယာမာမူတိုဟာမြန်မာနိုင်ငံတော်တန်ဆုံတီဝိုင်းကိုတင်ကြားရင်းနဲ့ထောက်ပံ့မှုတွေလှုပ်ဆောင်ပေးကြတာနဲ့ပတ်သက်လို့ဒေါ်ညိုမီဆိုးကအခုလိုပြောပြခဲ့ပါဗျာ။ အမရီဒီအော်ကက်စထရာတူတက်ရဲ့အတွက်အလုံးနိုင်ငံတကာနဲ့ဆက်သွယ်တယ်ဒီမှာဆိုလို့ရှိရင်အခုဒီဂျပန်နိုင်ငံနဲ့ဆက်သွယ်ပြီးအမရီလှုပ်ဆောင်တာဆိုလို့ရှိရင်အဲမစ္စတာဖူကူမူရာနဲ့အတင်ဒီယာမာမိုတိုနဲ့ဆိုလို့ရှိရင်ဒါ ပေါ့အချိန်မြောက်ကိုပြောလို့ရတာပေါ့ဒါပေမဲ့ဒီဂျမမုတ်တုံနေကတော့အချိန်မောင်းနေတော့သူနဲ့ consent လုပ်ဖြစ်တာအဲ့တော့ဒီနေရာကျဆက်သွယ်မှုတွေကိုအမားတို့ကြုံအဖော်ပေါ်စားနေလုပ်ခဲ့တယ်လို့လုပ်ပြီးတော့သူနဲ့ဆက်သွယ်ရတယ်နောက်ဒီဂျပန်ကနေအထောက်ပံ့နေပေါ့နော်သူရဲ့အထောက်ပံ့နေတဲ့အမားတို့ကအများကြီးရရှိတယ်ပြီးတော့အမားတို့ music ပိုင်းနေနေဆိုလို့ရှိရင်သူတို့ကဒီပညာကိုဒုတာပညာတွေအများကြီးအမားတို့အတွက်တိုးတက်မှုရရှိတယ်